thank uh you -huh. ာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုံအနေနဲ့ main online လာရန်ရှိနေလို့မန္တလေးရှိငလင်တန်တဲ့အဆောက်များအမြင်တင်တယ်စွာထားဖို့နဲ့အပြိုအပျက်စီများကိုအမြန်ဆုံးရှင်းလင်းဖို့စီပင်တဲ့စစ်တပ်ကအိမ်ပိုင်ရှင်များကိုတတိပေးလက်မှတ်ထိုးခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်ဆောင် main online နဲ့အဖွဲ့လာရောက်ရန်ရှိနေလို့မန္တလေးရှိငလင်တန်တဲ့အဆောက်များကိုအမြင်တင်တယ်စွာကထားကြဖို့အပြိုအပျက်စီများကိုအမြန်ဆုံးရှင်းလင်းဖို့မန္တလေးစီပင်တဲ့စစ်ကောင်စီကငလင်တန်တဲ့နေအိမ်နဲ့ င်အဆောင်ပိုင်းရှင်များကိုတတိပီးလက်မှတ်ထိုးခိုင်းလာကြောင်းမန္တလေးမှာအိမ်ပိုင်ရှင်တချို့ကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီလက်အောက်ခံမန္တလေးစီပင်ကငလင်တန်တဲ့မန္တလေးမှာအိမ်ပိုင်ရှင်များကိုအမိတ်အမျိုးမျိုးထုတ်ပြီးဖိအားပေးမှုတွေလှုပ်ဆောင်လျက်ရှိကြောင်းမေလာအတွင်းမန္တလေးမှာငလင်တန်တဲ့အဆောင်များကိုအမြင့်တင့်တဲ့စွာကာရင်ထားဖို့ပြန်ပြင်မယ်ဆိုရင်ခွင့်ပြုချက်ရယူဖို့နဲ့စောက်လုံစဲအဆောင်များအလုံးရက်ဆိုင်ထားဖို့အမိန့်ထုတ်ခဲ့ကြောင်းအခုနောက်ဆုံးမှာမင်းအောင်လိုင်းလာရောက်ရန်ရှိနေလို့အပြုအပြက်များကိုအမြန်ဆုံးရှင်းလင်းဖို့မပြုံနိုင်သေးတဲ့အဆောင် များကိုအမြင်တက်တဲ့အောင်ကာရန်ထားဖို့ညွှန်ကြားလာကြောင်းသိရပါတယ်။လူကြီးလမ်းကြောင်းရှိတဲ့ဒါကြောင့်ငလင်ပြိုအပြက်စီးတွေအမြန်ဆုံးရှင်းနေရမယ်အမြင်မတင့်တင်တဲ့အဆောင်တွေကိုလည်းကာရန်ထားရမယ်ဒါကိုစီပင်နဲ့နန်းတွင်တက်ကအရာရှိဆိုတာကခေါ်ပြောတယ်ညွန်ကြားချက်ကိုတရားကြောင်းလက်မှတ်ထိုးခိုင်းတယ်လို့မန္တလေးမှာငလင်ကြောင်းတင်ဆောင်ခဲ့တဲ့နှစ်ထပ်တိုက်အိမ်ပိုင်ရှင်တအုပ်ကဆိုပါတယ် အတန်းဖက်မင်းအောင်လိုင်ကအခုမေလ16ရက်နေ့ဝင်းကျင်ဒါမှမဟုတ်မေလနောက်ပိုင်းမှာလာရောက်ဖွဲ့ရှိနေတယ်လို့စီပင်ကအလွတ်တဘောအတိပေးလာတယ်လို့အခြားအိမ်ပိုင်ရှင်တအုပ်ကဆိုပါတယ်မန္တလေးစီပင်ကငလင်ကျောင်းတင်ဆောင်သွားတဲ့အထက်မြင့်တိုက်တာတွေကိုဖြိုဖျက်ခြင်းတွေကိုခွင့်ပြုချက်ရှိမှဖြိုဖျက်ရမယ်လို့ညွှန်ကြားကြောင်းနှစ်ထပ်နဲ့သုံးတိုက်တိုက်တာတွေကိုပတ်ဝန်းကျင်ထိခိုက်မှုမရှိရင်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တန်းကိုအကြောင်းကြားပြီးဖြိုဖျက်ခွင့်ပြုကြောင်းစီပင်ကလာရောက်ဖြိုဖျက်ပေးဖို့ရှောက်ထားမယ်ဆိုရင်အနည်းဆုံး3လစောင့်ဆိုင်းခိုင်းကြောင်းတရားပါတယ်အခြားတစ်ဖက်မှာလည်းမန္တလေးစီပင်ကငလင်တန် ်သင့်အဆောက်အများမှာအပြာရောင်လေမော်ရောင်အနီရောင်အဆင့်ဆိုပြီးကွင်းစင်းစစ်စင်ကခွဲခြားလျက်ရှိပြီးအဆိုပါအဆောက်အများပြင်ဆင်ဖို့အတွက်လိုင်စင်ရအင်ဂျင်နီယာတွေရဲ့ထောက်ခံချက်နဲ့အတူမန္တလေးစီပင်ကိုရှောက်ထားမယ်လို့ကြေညာပါတယ်။အလားတူမန္တလေးချောင်းမြို့နယ်အတွင်းစောက်လုံစဲအဆောက်အများကိုလည်းရပ်ဆိုင်းထားမှာဖြစ်ပြီးစောက်လုံစဲအဆောက်အများရဲ့ပင်မတိုင်များပျက်စီးမှုရှိမရှိကိုစစ်ကောင်စီစစ်စင်အဖွဲ့ကစစ်ဆေးပြီးမှသာဆက်လက်စောက်လုံခွင့်ပေးမယ်ပြီးဆုံးဖြတ်ရမှာလို့သိရကြောင်းဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မန်တုံမိုင်းငုံနဲ့နောက်ချုံမြို့နယ်တို့ကိုစစ်တပ်ကလေ ရင်နဲ့ပုံကျင်းပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှုပြည်သူတအုပ်တေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့မိုင်းတုံမန်းကောနဲ့နောက်ချုံမြို့နယ်တို့မှာစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲချပြီးလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ပြည်သူတအုပ်တေဆုံးက၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူတချို့ရဲ့ဆက်သွယ်သတိပေးချက် TNL နဲ့ဒေသအရင်းမြစ်တွင်နောက်တန်ရှမ်းစတိတ်နယူးရဲ့သတင်းထုတ်ပြန်ချက်တွင်ရသိရပါတယ်။ မေလ12ရက်နေ့ည09:30မိနစ်30ဝန်းကျင်အချိန်စစ်ကောင်စီကမန်တုံမြို့အောင်ချမ်းသာရပ်ကွက်နီးလူနေအိမ်များပေါ်ကိုတိုက်လေရင်နဲ့ပုံကျဲချခဲ့ကြောင်းအဆိုပါကျဲချမှုကြောင့်မန်တုံတမျိုးလုံးတုံဟီးစီရဲ့ပောက်ကွဲမှုဖြစ်ပေါ်စေခဲ့ကြောင်းသိရပါတယ်။လေကြောင်းတိုက်ခတ်မှုကနှစ်ကြိမ်လုံဆောင်တာပောက်ကွဲတန်ကြီးကတမျိုးလုံးတုံသွားတယ်လို့ဒေသခံဖြီသူတောင်းကဆိုပါတယ်။ရှမ်းမြောက်ဒေသတရင်အရင်မြင့်ဖြစ်တဲ့နောက်သန်းရှမ်းစတိတ်ညူကမန်တုံမြို့ပေါ်မှာလေကြောင်းနဲ့ပုံကျဲခံရမှုကြောင့်ဖြီသူတအုပ်တည်ဆောင်ကြောင်းအခြားဖြီသူ၅ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်ဆယ်လုံးထပ်မင်းထိ ခိုက်ပျက်စီးသွားကြောင်းသိရပါဗျ။အလာတူမနေ့ကညာ 9နာရီမိနစ်40နဲ့ည9နာရီ42မိနစ်ချိန်တို့မှာ TNL ကထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းငုံမြို့တာလုံရက်ွက်ရှိစာတင်ကျောင်းဤကိုစစ်တပ်ကတိုက်တင်ရင်နဲ့ပုံချဲချခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ထို့အတူမေလ17ရက်နေ့ညလေ9နာရီမိနစ်50ချိန်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတယ်မရှိဘဲ TNL တပ်တွေတရှိရာနောင်ချုံမြို့နယ်ရှာပြင်းကျေးရွာနီတဝိုက်ကိုလက်နက်ကြီးနဲ့လေးချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့အပစ်ခတ်ရဲစင်ကြီးညှိနှိုင်းထားတော့လေတနင်္ဂနွေလုံးမ မှထိုးစစ်ဆင်ခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်လှုပ်ဆောင်လျက်ရှိကြောင်းတော်လိုင်းတပ်ဖွဲ့များနဲ့တိုင်းရင်းသားတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။ မြန်မာစီအုပ်စုရဲ့အကြမ်းဖက်ဆစ်စင်းကိုကူညီနေတဲ့ဂုံတရေပြအာဆီယံတရေကြီးများဆိုင် GFM ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစီအုပ်စုရဲ့အကြမ်းဖက်ဆစ်စင်းကိုကူညီနေတဲ့ဂုံတရေပြအာဆီယံတရေကြီးများဆိုင်ကို Justice for Myanmar ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။အရှေ့တောင်အာရှနိုင်ငံများအတွင်းအာဆီယံကဘုံသဘောတူညီချက်၅ရပ်မှတဆင့်မြန်မာနိုင်ငံငင်းချိုင်းကိုပတ်ဖို့ကူညီနေရလို့ဆိုတော့လေအဖွဲ့ဝင်နိုင်ငံတချို့ကမြန်မာစီအုပ်စုရဲ့အကြမ်းဖက်မှုတွေကိုဟန်တာဖို့ပြက်ကွက်နေရလို့ GFM ကဝေဖန်ပြစ်တင်လိုက်ပါတယ်။ဒါကြောင့်မြန်မာ ဆင်အောင်ဆိုရင်ရက်ဆက်ကြံကြုတ်တင်အကြမ်းဖက်စစ်စင်ရေးကိုအားပေးကူညီနေတဲ့အရှိတောင်အာရှတလွားမှတတိကြီးတွေကိုအများပြည်သူကိုဖော်ထုတ်ဖို့အတွက်အာဆီယံအသက်30အထက်မတမာမှုများဂုံတရီပြက်စင်ရင်တီးဖြတ်ထုတ်ပြန်မှုကိုဒီကနေ့စတင်ထုတ်ပြန်လိုက်တယ်လို့ GFN ကဆိုပါတယ်။တချို့သောအာဆီယံနိုင်ငံများမှကုမ္ပဏီများကမြန်မာဆင်အောင်စုထံငွေကြေးဆိုင်ရာကူညီထောက်ပံ့မှုနဲ့လက်နက်ရောင်းချတက်ဆင်ပေးနေတာကိုဆက်လက်လှုံ့ဆော်နေပြီးဒီလိုလှုံ့ဆော်ချက်တွေကြောင့်အာဆီယံအစိုးရများနဲ့၎င်းနိုင်ငံများမှတတိကြီးများကဆင်အောင်စုရဲ့နိုင်ငံတကာရ ာဇွင့်မှုတွေမှာကြံရပါနေမှုကိုပြသကြောင်း GFN ကထောက်ပြပြောဆိုပါတယ်။ မလ28ရက်နေ့ဖြန့်အားပြင်းငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်ပိုင်းစင်အုပ်စုက၎င်းတို့ရဲ့အကြမ်းဖက်ဆစ်စင်ရေးကိုပုံမတူချက်အောင်လှုပ်ဆောင်လာခဲ့ပြီးငလင်တန်ခံခဲ့ရတဲ့ဒေသတွေအပါအဝင်နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုပေါင်း900ကျော်ကိုလှုပ်ဆောင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်အခု အသည်းထုတ်ပြန်လိုက်တဲ့ဂုံတရင်ပြတ်တထေးဆက်နက်ဦးဟာအရှိတောင်အာရှတလွားရှိဩစာတိတ်ကမကြီးမားတဲ့တထေးကြီးတွေဖြစ်ပြီး၎င်းတို့ကစင်အုပ်စုရဲ့ရက်ဆက်ချမ်းကျုံမှုတွေကိုအထောက်ပံ့ဖြစ်စေတဲ့ဗန္နာငွေပံ့ပိုးခြင်းစစ်ဘက်သုံးပစ္စည်းများရောင်းချခြင်းဗန္နာရေးဝန်ဆောင် ောင်မှုများပေးအပ်ခြင်းစာနာတို့မှတဆင့်အကျိုးမြတ်ရရှိနေသူတွေဖြစ်တဲ့လူချင်း FN ကဆိုပါတယ် Justice for Myanmar မှာဒီကနေ့ထုတ်ပြန်လိုက်တဲ့အာဆီယံအသက်30အထက်စီးရင်မှာပါဝင်တဲ့ဂုံတင်ရီပြတ်အာဆီယံတတိကြီးများရဲ့ဓာတ်ပုံနဲ့အသေးစိတ်အချက်အလက်တွေကို Justice for Myanmar ရဲ့ website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Robert Gog Malaysia Shangri-La Hotel မြောက်အုပ်စုကိုတည်ထောင်သူမလေးရှားနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Shangri-La Hotel အုပ်စုကမြန်မာဆဲအုပ်စုကိုအကျုံးမြတ်များစေတဲ့မြေငါးစာချုပ်တည်းရဲ့ချုပ်ဆိုထားတယ်လို့သိရပါတယ်။ Cherry, Shiri, Wutna, Batti, Thai ထိုင်းဗန်ဘာရစ်တီထောင်သူအမေရိကန်ဒေါ်လာ17.8ဘီလီယံတန်ဖိုးရှိ အဖျော်ရမကလုပ်ငန်းနဲ့အင်ဂျင်နီလုပ်ငန်းများဖြစ်တဲ့ TCC Group, Faster and Neef တို့ရဲ့ဥက္ကဋ္ဌဖြစ်ပြီး၎င်းရဲ့စီးပွားရေးလုပ်ငန်းတွေမှာစေအုပ်စုထံအခွန်အဖြစ်ဒေါ်လာတန်းချီပေးဆောင်ခဲ့တယ်လို့သိရပါတယ်။ငွေရင်တည်ဖို့အန်တောင်းဗီယက်နမ် Vietjet Air CEO နဲ့ HD Bank ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်ပြီး VN နိုင်ငံရဲ့ပထမဆုံးနဲ့တဝရဲသောအမျိုးသမီးဘီလီယံနာတထေးတအုပ်ဖြစ်ပါတယ်။ HD Bank ကမြန်မာစည်းအုပ်စုအတွက်အကျိုးမြတ်များစွာရရှိစေတဲ့ Telecom Operator Mindtel ကိုငွေကြေးထောက်ပံ့ထားတယ်လို့သိရပါတယ်။ချက်ချိုင်းရန်ပန်ဝောင်းထိုင်းစေအုပ်စုနှင့်ရဲတကွန်တဘာဝတန်းငွေစီမံကိန်းကိုကြီးကြပ်လုပ်ကင်ပြီးစေအုပ်စုတန်းအခွန်ငွေဒေါ်လာတန်းချီပေးအပ်နေတဲ့ကုမ္ပဏီရဲ့အမှုဆောင်ဒါရိုက်တာဖြစ်ပါတယ်။ LTC Singapore စေအောင်စုအတွက်ငွေကြေးပြောင်းရှိဖို့စီးပွားရေးလှုပ်ဆောင်ရည်နဲ့လက်နက်ဝင်ယူဖို့အားပေးကူညီခဲ့တဲ့ OCBC ရဲ့ဒရိုက်တာနဲ့ရှယ်ယာရှင်တအုပ်ဖြစ်ပါတယ်။အသက်30အထက်မတမာသူများတတိများစည်ရင်ထုတ်ပြန်မှုကိုမေလ26ရက်နဲ့29ရက်မလေးရှားနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင်ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း GFN ကဆိုပါတယ်။အဆိုပါထိပ်သီးဆွေးနွေးပွဲအတွင်းအာဆီယံဒေသရင်းခေါင်းဆောင်များကမြန်မာအရေးဆွေးနွေးသွားမယ်လို့မျှော်မှန်းရကြောင်းနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံများအနေနဲ့စေအောင်စုနဲ့၎င်းတို့ကုမ္ပဏီ ကွန်ရက်များအကြားစီးပွားရေးလှုပ်ဆောင်ခြင်းကိုပိတ်ပင်ခြင်းဖြင့်ပြတ်သားတဲ့အရေးယူဆောင်ရွက်မှုတွေကိုလှုပ်ဆောင်မှာဖြစ်ကြောင်း GFN ကတိုက်တွန်းပြောဆိုပါတယ် Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကစီအုပ်စုလေးချောင်းတိုက်ခိုက်မှုတိုင်းရဲ့နောက်ွယ်မှာစီးပွားရေးဆက်နွယ်မှုတစ်ခုအမြင်ရှိနေပြီးအဲ့ဒီစီးပွားရေး elite တွေအနေနဲ့မဖြစ်မနေတာဝန်ခံရမှာဖြစ်ပါတယ်အဲ့ဒီတတိကြီးတွေကဆင်ယာဆွမှုတွေအတွက်ဘန်နာငွေထောက်ပံ့ပေးနေသည်ပြီးအာဆီယံအနေနဲ့ငြိမ်းချမ်းရေးမြင့်တင်နေပါတယ်လို့ပြောခွင့်မရှိဘူးလို့ပြောဆိုခဲ့ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့အမ်းမြို့မှာစစ်တပ်အရာရှိကြီးတွေပိုင်ဆိုင်တဲ့နေအိမ်နဲ့မြေနေရာတွေကိုအေးအေးချိတ်ပိတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်အမ်းမြို့မှာစစ်ကောင်စီအရာရှိကြီးတွေနဲ့စစ်တပ်အတိုင်းဝိုင်းကပိုင်ဆိုင်နေတဲ့နေအိမ်တွေနဲ့အမြေတချို့ကိုအော်ရခတက်တော်အင်ကချိတ်ပိတ်လိုက်ပါတယ်။အန်ဒေတာကန် ULA အေးအေးမှာတာဝန်ရှိသူတောင်းကတိုက်ပွဲဖြစ်ပြီးကလေးကစစ်ကောင်စီတပ်ကပိုင်ဆိုင်ခဲ့တဲ့နေအိမ်တွေမြေကွက်တွေကိုစီးရင်ကောက်နေတာရှိနေ။တိုင်းစဉ်တရင်အစဉ်ဘုံမူဘိုကြီးတွေပိုင်ဆိုင်နေတဲ့နေအိမ်တွေကိုချိတ်ပိတ်တဲ့စုစုပေါင်း20ကျော်လောက်ရှိမယ်လောလောဆယ်စစ်တပ်ကပိုင်တဲ့ဆိုင်ခင်းတွေ အဲ့ဒီလိုနေရာတွေကိုလည်းအေအေဘက်ကချိတ်ပိတ်ထားတာရှိရဲ့ဖြတ်တန်းသွားလာခွင့်မပြုတကားတော့ခတ်ပြီးပိတ်ထားပါတယ်လို့သတင်းဌာနကိုပြောပါရယ်အမျိုးမစစ်ကောင်စီရဲ့တရင်မှုတမမုံတွေနဲ့အရာရှိတွေပိုင်ဆိုင်တဲ့နေအိမ်တွေမြေခွက်တွေအများကြီးရှိပြီးအဲ့ဒီနေရာတွေကိုအရခတ်တက်တော်အင်ကချိတ်ပိတ်သိမ်းဆည်းနေတယ်လို့ခရိုနီတချို့ရဲ့နေအိမ်တွေနဲ့ပိုင်ဆိုင်တဲ့မြေခွက်တွေကိုလည်းဆက်လက်စစ်ဆေးမှုတွေရှိနေတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်